င်္ဂလာပါခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီမကတော့ဆော်လာနေနေဖြစ်ပါတယ်ဆီမနေနေကတော့2025ခုနှစ်နိုဝင်ဘာလအတွက်တနင်္ဂနွေသားသမီးတွေရဲ့တလားစာအထူးဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလအတွင်းမှာတနင်္ဂနွေသားသမီးတွေရဲ့လုပ်ငန်းကိစ္စကဏ္ဍတွေစီးပွားရေးကဏ္ဍငွေရေးကြေးရေးပိုင်းကျန်းမာရေးအခြေအပညာရေးအစအစအရာအဆင်ပြေစေဖို့အထူးเนาะဒီဒီတလားလုံးပေါ့เนาะအထူး stand ကြီးဖြစ်ပါတယ်အဲဘလိုမျိုးလေးတွေဆောင်ရွက်ရှောင်းလေးတွေနော်ရှိရလေးလည်းစက်မတစ်ခုချင်းပြပြပေးသွားမယ်ရေတရားလေးလည်းပြပြပေးသွားမှာဖြစ်ပါတယ် ဲ့တော့အရင်ဆုံးလုပ်ငန်းစီးပွားခန္ဓာလေးနေနော်ဟိုပြပြပေးမယ်တနင်္ဂနွေသားသမီးရဲ့လုပ်ငန်းစီးပွားခန္ဓာပေါ့နော်နိုဝင်ဘာလအတွက်အဲ့တော့ဒီလအတွင်းမှာလုပ်ငန်းစီးပွားနဲ့ပတ်သက်ပြီးတော့ပြောင်းလဲတိုးတက်လာတာမျိုးတွေရှိမယ်မိမိရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့အောင်မြင်နေပါလိမ့်မယ်နော်ကိုယ်ပိုင်လုပ်ရည်ကံရည်စွမ်းဆောင်ရည်ကြောင့်အောင်မြင်နေမဲ့အနေအထားမှာရှိခဲ့ရခုလောက်ကင်နေတဲ့အလောက်ကနေပြီးတော့နော်အခုလက်ရှိလောက်ကင်နေတဲ့အလောက်ကလေးတွေကပို့ပြီးတော့အဆင်ပြေပြီးတော့မျောလင့်ထားသလိုဖြစ်လာတတ်တယ်ရွယ်ထားတဲ့နော်အကျန်းစီလေးအောင်မြင်မယ်ရွယ်ထားတဲ့နော်ရည်မှန်းထားတဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုလက်တွေ့အက ောင်တယ်ဖို့အချင်းဖြင့်အောင်မြင်မှုရရှိတာမျိုးတွေကြုံရမယ်။လုပ်ငန်းပိုင်းတွေမှာတော့ရံပေါ်တာလေးတွေမနာလိုတာလေးတွေတိုက်ခိုက်တာလေးတွေတော့အနည်းနဲ့အများကြုံတွေ့ရပါလိမ့်မယ်နော်။ဒီလိုမျိုးလေးတွေကြုံတွေ့လာတဲ့အခါမှာကိုယ်လုံးမဲ့လုပ်ငန်းကိုပဲစောင့်ချလုပ်ပါနောက်ပြီးတော့ပြန်ကြည့်မနေတာပြန်ကြည့်နေတာမျိုးပြန်တိုက်ခိုက်နေတာမျိုးမပြုလုပ်သင့်ဘူးပေါ့နော်။အဲ့တော့မိမိလုပ်ငန်းပိုင်းတွေမှာနှီးပင်းလမ်းပြပြီးတော့နှီးကောင်းလမ်းမယ်ပေါ့ညွန်ပြပေးမဲ့အကြီးငယ်ပိုင်းတွေပေါ့နော်။အဲ့အထောက်ပံ့နေမိတ်ဆွေကောင်းတွေအကူအညီထောက်ပံ့အကောင့်တွေရရှိလာတာမျိုးတွေရှိမယ်။အခက်အခဲလေးတွေရှိရင်လည်းပဲ ော်လွားနိုင်မယ့်အနေအထားမှာတွေ့ရတဲ့ပုံမိုကောင်းမှုနဲ့လုပ်ငန်းစီးပွားပိုင်းတွေတော့လှုပ်ဆောင်နိုင်မယ့်အနေအထားတွေရောက်ရှိမယ်เนาะဒီလထဲမှာဘဝတိုးတက်မှုလမ်းကြောင်းလေးတွေပေါ်လာနိုင်မယ်နော်လုပ်ငန်းအခွင့်အလမ်းလမ်းကြောင်းစီးပွားအခွင့်အလမ်းလမ်းကြောင်းလေးတွေပေါ်ပေါက်လာတာမျိုးတွေရှိမယ်နော်အဲ့ဒါဘဝတိုးတက်မှုလမ်းကြောင်းအခွင့်အရေးတွေပေါ်လာမယ်ဆိုတဲ့သဘောပေါ့နော်ဒီလာထဲမှာနောက်ထပ်ဒီလာထဲမှာဆိုရင်ဖြည့်လန်းနေတဲ့စီးပွားရှာခြင်း လောဘဒေါသမောဟနဲ့လုပ်ငန်းစီးပွားလုပ်ခြင်းအထူးရှောင်ပေးပါเนาะအဲ့တော့ဖြန်နှင်းကြီးလိုက်တာမျိုးเนาะလောဘဒေါသမောဟနဲ့တော့ကစားတတ်ပြီးလုပ်ငန်းစီးပွားလုပ်တာလေးတွေရှောင်ပြီးတော့စိတ်ကိုအေးအေးထားပြီးလုပ်ငန်းစီးပွားလုပ်မှသာအဆင်ပြေမယ်เนาะစိတ်အေးအေးထားပြီးပြုလုပ်ပြောဆိုမှအဆင်ပြေပါလိမ့်မယ်အဲ့တော့လက်ရှိမှာပေါ့เนาะလုပ်ငန်းစီးပွားပိုင်းနေမှာကတော့လက်ရှိနေထားတဲ့တိုးတက်ပြောင်းလဲလာမယ့်အနေအထားတွေရှိတယ်စီးပွားအဆင့်ဝင်ငွေအဆင့်လုပ်ငန်းအဆင့်တွေတက်လာမယ့်သဘောเนาะနောက်ထပ်ဒီလာထဲမှာဆိုရင်ဝန်ထမ်းတွေဆိုရင်ပေါ့เนาะလူရောစိတ်ပါပြင်မဲနေတာမျိုးရှိမယ်အလောက်ကြိုက်တိုးတက်ခြင်းကြောင့်မယ်လုပ်ငန်းထဲ မှာနာမည်ကောင်းရတာမျိုးတွေရှိမယ်။နော်ဒါပေမဲ့အထက်လူကြီးဖိအားပေးခံတာမျိုးလုပ်ငန်းပိုင်းတွေမှာအပြိုင်ဆိုင်တိုက်ခိုက်လေးတွေရှိတယ်။အမှထိုးအရာတွေကိုကကြော်လွားနိုင်နေမယ်။နာမည်ကုန်သင်းကြော်စောနိုင်နေပေါ့နော်။ကိုကနာမည်ကောင်းရလေတိုက်ခိုက်လေးတွေရှင်ပြိုင်မှုလေးတွေပေါ်လာလေးဖြစ်တတ်တယ်ပေါ့နော်။အပြောင်းလဲအပြောင်းရွှေ့ကိစ္စတွေလည်းပေါ်မယ်။အိန္ဒိယဌာနတော်လကောက်အလုံးနေရာဌာနတော်လကောက်အပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်တာမျိုးတွေရှိမယ်နော်။အရောင်းဝယ်လုပ်ငန်းလေးတွေပေါ့နော်။လုပ်ငန်းပိုင်းမှာပေါ့အရောင်းဝယ်လေးတွေကောင်းလာမယ်။နော်လုပ်ငန်းလေးတွေအဆင်ပြေလာမယ်အမြန်ဆုံးနေရရှိမယ်။နော် ရောင်းမဲဝယ်မဲတာမဲလာလေးတလားဖြစ်ပါတယ်နော်ဒီလုံးဒီလာထဲမှာလုပ်ငန်းတိလုပ်ဖို့ပေါ်လာတတ်တယ်စကူဂျန်စီတွေပေါ်လာတတ်တယ်လုပ်ငန်းတိလုံးမဲ့ဆိုလုံးလို့ရတယ်လာလေးတလားပေါ့နော်အဲ့တော့ဒီလာထဲမှာဆိုတင်းနှင်းငွေနဲ့အင်ကာနန်စနေနန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအောင်မြင်မှုရရှိမယ် တနင်္ဂနွေနေ့နေ့ကအရှောင်းဝယ်လုပ်ငန်းတွေ online shop electronic PC ဥယျာဉ်ခြံလုပ်ငန်းတွေပေါ့နော်ဒါအကျိုးပေးတဲ့အင်္ဂါနယ်နေ့ဖြစ်တဲ့ဆက်ပစ္စည်းနဲ့ပတ်သက်တာစားတောက်ကုန်လုပ်ငန်းတွေစတိုးဆိုင်စံစီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းနော်အထည်လုပ်ငန်းဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းတွေပေါ့နော်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းနီးပညာလုပ်ငန်းတွေပေါ့အကျိုးပြုတယ်ဒီနော်ဒီလုပ်ငန်းတွေကဒီလာထဲမှာအကောက်နဲ့လုပ်ငန်းပိုင်းတွေဖြစ်တယ်လို့နော်ဒီလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်လုပ်ငန်းစည်းပွားတိုးတက်မယ်ဒီနန်ပစ္စည်းတွေလည်းအဝင်ရှိရတယ်တနင်္ဂနွေနေ့ဖြစ်တဲ့အိမ်သုံးဆောင်ပစ္စည်းတွေ ပေါ့နော်ဒါအဝင်းရှိတယ်စနေနေ့နေ့အထဲအထဲလိုက်တွေပေါ့နော်ဒါအဝင်းရှိတယ်အင်္ဂါနံဆက်ပစ္စည်းတွေအဝင်းရှိတာမျိုးတွေဂျုံရမယ်နော်ဒီလာထဲမှာစီးပွားရေးနဲ့တူနေစီကောင်းမှုကောင်းမှုတစ်ခုပြုလုပ်ပြီးတော့ရှင်းနိုင်မယ်ဆိုလုပ်ငန်းလေးတွေမှာကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိမယ်ကိုကစီးပွားရေးတွေပဲမဲလုံနေတာမျိုးမဟုတ်ဘဲနဲ့စီးပွားရေးပိုင်းနေနေမှာနော်ကုသိုလ်ကောင်းမှုတွေနဲ့တွဲပြီးတော့နော်လုပ်ငန်းစီးပွားလုံးအကင်မှသာကိုရဲ့လုပ်ငန်းပိုင်းတွေမှာစီးပွားရေးလမ်းကြောင်းတွေမှာခက်ခဲမရှိအောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်နော် နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြပြပေးသွားပါမယ်။အဲ့တော့တနင်္ဂနွေသားသမီးရဲ့ဒီလအတွက်လူမှုရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာပြဿနာတော့ကြီးကြီးမားမားတော့မရှိဘူး။အထက်လူကြီးအကူကြီးရရှိတာမျိုးလေးတွေကြုံရမယ်။နော်အကြီးကဲထက်လူကြီးပိုင်းနဲ့အဲပတ်သက်ရင်တော့နည်းနည်းလေးတော့သတိထားပြောဆိုရမယ်။လုပ်ငန်းပိုင်းထဲမှာအကြီးကဲထက်လူကြီးပိုင်းနဲ့ပတ်သက်ပြီးတော့သတိထားပြောဆိုဖို့လိုအပ်လိမ့်မယ်။လုပ်ငန်းပိုင်းထဲမှာတော့ရန်အနှဲငယ်လေးတွေရှိတယ်၊ပြိုင်ဘက်လေးတွေရှိတယ်၊လုပ်ငန်းပြိုင်ဘက် စီပွားပြိုင်မဲ့လေးတွေနိုင်ငံကြောင်းရမယ်ထိုအရာတွေကတော့ကိုကျော်လာနိုင်မဲ့ကာလပေါ့နော်မိတ်ဆွေကောင်းဆရာကောင်းတွေရရှိမယ်သူတို့ဘာအကြောင်းကကိစ္စဝင်အောင်ကူညီပေးရတာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့စိတ်ဆရာကိုပြုလုပ်တာမျိုးလောက်ကင်တာမျိုးအထူးရှောင်ပေးပါနော်စိတ်ဆရာဒေါသပြစ်လိုက်တဲ့အခါမှာပြောဆိုလောက်ကင်တာမျိုးတွေဒေါသနဲ့ပြောဆိုလောက်ကင်တာမျိုးစိတ်ဆရာကိုပြောဆိုလောက်ကင်တာလေးတွေအထူးရှောင်မယ်အဲ့တော့တခုခုပြောတော့မယ်ဆိုငါဒီစကားကပြောသင့်မပြောသင့်ဒီအလောက်ကငါလုပ်သင့်မလုပ်သင့်အများတမ်းပဲအဓိကနဲ့တာမညာခွဲခြားပြီးတော့ပြုလုပ်ပြောဆိုနိုင်ရင်တော့လူမှုရေးကဏ္ဍလေးမှာအဆင်ပြေမယ်လူမှုပေါင်းသင်း င်းဆက်ဆံရေးမှာတိတိမာတာတာပေါင်းသင်းဆက်ဆံဖို့လိုအပ်လိမ့်မယ်နော်အဲ့တော့အများတမ်းပဲအဲလူကောင်းနေနေအများတမ်းတွေ့နေမှာတွေ့နေတာမျိုးမဟုတ်ပြန်ဆိုင်တိုက်ခိုက်လေးရတော့ကြုံတွေ့ရမှာပေါ့နော်ဒီຢာလေးတွေမှာကိုကအနေထားလိုက်ပေါ့နော်ဇာရှင်တန်ပြောဆိုရမယ်လောက်ကိုင်းမှအစဉ်ပြေမဲ့နေထားပေါ့နောက်ထပ်ငွေကြေးခန္ဓာလေးတွေကိုပြပြပေးပါမယ် အဲ့တော့ဒီလာတိုင်းမှာငွေကြေးခံလာလေးတွေကြီးတိုက်တဲ့အခါမှာငွေကန်ကောင်းတဲ့လာလေးတလားလို့ပြောလို့ရတယ်နော်ဒီလာတော့ငွေကန်ကောင်းတဲ့လာလေးတလားဖြစ်တယ်ငွေကြေးလေးတွေကန်ကောင်းလာမယ်ငွေဝင်လန်းလေးတွေပေါ်လာတာမျိုးလေးတွေရှိမယ်ပေါ့နော်ခက်ခဲနေတဲ့ငွေကြေးပြဿနာလေးတွေလည်းပြန်ပြီးအဆင်ပြေတာမျိုးလေးတွေရှိမယ် ကိုကအဲ့တော့ငွေကြေးလေးတွေကိုခက်ခဲနေတာမျိုးပေါ့နော်အဆင်ပြေတာဖြစ်နေတာလေးတွေရှိရဲဆိုရင်လည်းပြန်ပြီးအဆင်ပြေတာမျိုးရစရာရှိရည်လည်းပြန်ရတာမျိုးလေးတွေဂျုံရမယ်ပေါ့နော်အဲ့လိုမျိုးသူတို့ဘားအတွက်ငွေကုန်စရာလေးတွေရှိမယ်နော်သူတို့ဘားအတွက်ကိုယ့်အတွက်မဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့မိသားစုအတွက်ညီကိုမောင်နှမအတွက်အဲ့လိုမျိုးဟိုငွေငွေကုန်စရာလေးတွေရှိမယ်အဲ့တော့လောင်းကစားပြုလုပ်သူလေးတွေရှိနေဒုက္ခရောက်တတ်တာမျိုးတွေရှိမယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးလက်ရှိလတွေမှာငွေကန်ပွင့်စေပြီးတော့နော်ငွေကန်တော့ပွင့်မယ်ခွေလန်းတွေပေါ်လာမယ်စီကဲကြသုံးဆွဲဖို့လိုမယ်ငွေဝင်လုပ်ငန်းတိုးချဲ့တာမျိုးဒါနာ ာကောင်းမှုပြုတာမျိုးလေးတွေပြုလုပ်ပေးနော်ကုသိုလ်ပြုတော့ဒါလေးတွေပြုလုပ်ပေးအဲ့တော့ငွေတွေခငွေဝင်မယ်ဒါနာကောင်းမှုလေးတွေအားနေတာမျိုးလေးတွေဖြစ်လာတဲ့ခါကျတော့ငွေမမြဲတာမျိုးလေးရှိမယ်ပေါ့နော်လက်ထဲမှာငွေမထားဘဲနဲ့ငွေဝင်လုပ်ငန်းတိုးချဲ့တာမျိုးရွှေလောက်တာမျိုးလေးတွေပြုလုပ်မယ်နော်ဒါနာကောင်းမှုလေးတွေပြုမယ်ဆိုငွေကြေးမြဲတာမျိုးလက်ရှိတဲ့ပို့ပြီးငွေကန်ကောင်းလာတာမျိုးတွေရှိမယ်အဲ့တော့ခက်ခဲနေတဲ့ငွေကြေးပိုင်းတွေလည်းပြန်ပြီးအဆင်ပြေတာမျိုးရရရှိရပြန်ရမယ်ပေးစရာရှိရပြန်ရပြန်ပေးနိုင်မယ်လာလေးတလားပေါ့နော်ဒီလားကငွေကြေးကန်အားကောင်းပါတယ် နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေပေါ့နော်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးရတယ်ဒီပြဿနာကြီးကြီးမားမားတော့မရှိဘူးပေါ့နော်ဒါပေမဲ့အကြီးအကဲပိုင်းနေတဲ့ခါလေးအဆင်မပြေဘူးပေါ့အိမ်မှာပေါ့နော်အကြီးအကဲကိုထက်အကြီးတွေဖြစ်တဲ့အမေအဖေနော်အဖိုးအဖွားနော်ဒေါ်ကြီးဒေါ်လေးအမရောအကိုရောပေါ့နော်ဒီလိုမျိုးရှိရဆိုရင်အစမပြေမှုလေးတွေရှိရပေါ့စိတ်သဘောထားကွဲလက်မှုလေးတွေရှိရဆန့်ကျင်ဘက်အရာလေးတွေကိုယ်နဲ့ဖြစ်နေတာမျိုးတွေကြုံရမယ်ကြီးကြီးမားမားကြီးတော့မရှိဘူးပေါ့နော်အောက်လက်ငယ်သားအကူကြီးပေးတာမျိုးလေးတွေအကူကြီးရတာမျိုးလေးတွေရှိမယ် ဲ့ဒါမမီးအိမ်အိမ်နောင်ဘက်နဲ့ကတော့ဒါကရောက်ကစားလေးတွေတခါလေတော့ရှိမယ်ကြီးကြီးမားမားပြဿနာမရှိဘူးအိမ်နောင်ဘက်ကအကျိုးပေးမှုအကျိုးပြုမှုနဲ့ခံရမယ်တခါလေအိမ်နောင်ဘက်ကိုစိတ်မချဖြစ်တာမျိုးသဝင်တိုတာမျိုးလေးတွေရှိမယ်နောက်တခါလေတန်တရားဘွားဆရာအကြောင်းကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေရှိနိုင်တယ်ပေါ့နော်ထို့ကြောင့်ပြောချင်တာကအိမ်တွင်းအိမ်နောင်ရဲ့ခံနာလေးမှာနားလည်မှုနဲ့သစ္စာရှိရှိနဲ့လက်တွဲဖို့လိုမယ်စိတ်တူကိုယ်တူနော်လက်တွဲမယ်ဆိုပို့ပြီးအေဂျင့်တာရတဲ့နော်ဒီအိမ်နောင်ရဲ့မျိုးကိုနော်ဖြတ်သန်းမှာဖြစ်ပါတယ် အဲ့တော့ဒီကြီးကြီးမားမားပြဿနာတော့ဒီလာထဲမှာမတွေ့ရဘူးပေါ့နော်နောက်ထပ်မြစ်တာရေးခန္ဓာလေးတွေငွေရသူတွေအတွက်မြစ်တာရေးခန္ဓာလေးတွေပြပြပေးသွားပါမယ်အဲ့တော့ငွေရသူတွေအတွက်မြစ်တာရေးပိုင်းလေးတွေမှာကြီးလိုက်တဲ့အခါမှာဆန်းအလုံးပွင့်တဲ့လာလေးတလားပဲနော်ဆန်းအလုံးပွင့်နေပါတယ်ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေမြပြနေတာမျိုးရှိမယ်ငွေရသူလေးတွေရုတ်တရက်အိမ်အောင်ကြတာမျိုးလေးရှိမယ်မိမိကိုစိတ်ဝင်စားတဲ့သူရှိနေတာမျိုးကိုယ့်မှာချစ်သူကြီးစားရှိနေတာကိုယ့်ကိုတခြားစိတ်ဝင်စားတဲ့သူပေါ်နေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးတွေကြောင့်အခြေရေးအလုံးဆန်းပွင့်တဲ့လာလေးတလားလို့ပြောလို့ရတယ် ချစ်သူမရှိတဲ့သူတွေကလည်းချစ်သူရမယ်ထိချက်နေတဲ့သူတွေလည်းချစ်သူသေးရတာမျိုးတွေရှိမယ် ချစ်သူဆောင်နှွဲတွေအနေနဲ့ကတော့မမျော်လင့်မတဲ့အိမ်အောင်ချက်တတ်တာမျိုးတွေရှိမယ်ဘဝတက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တာမျိုးเนาะအဲ့လိုကွဲကွာနေတဲ့သူတွေပြန်ပြီးအဆင်ပြေတာမျိုးရဝေးအဝေးရောက်ချစ်သူတွေပြန်လဲဆုံးခီးတာမျိုးတွေကြုံတွေ့ရနိုင်တယ်เนาะအရေးပါတဲ့ဆုံးဖြတ်ချက်ဆိုတာဘဝအတွက်ပေါ့နော်ကိုလက်တွဲဖို့အတွက်အဲအတီးတကြဆုံးဖြတ်ချက်ချလိုက်တာမျိုးเนาะမင်္ဂလာဥမာမင်္ဂလာရက်တွေရွေးလိုက်တာမျိုးအဖယ်နေ့ဖယ်နေ့ကျရင်ငါတို့လက်ထက်ကြမယ်အတူเนาะအတူနေကြမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါဒီချမှတ်တာမျိုးလေးတွေပေါ့နော်တရားနဲ့တရားအရေးပါတဲ့ကိုယ့်ရဲ့ဘဝ လက်တွဲဖော်နဲ့တိုင်ပင်နှိမ့်နှောင်းရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒီလအတွက်အခြေအေးမြေတားရေးခန္ဓာလေးကလည်းအားကောင်းတဲ့လာလေးတလားပဲဖြစ်ပါတယ်။နားလည်မှုနဲ့သစ္စာရှိရှိလက်တွဲဖို့ပဲလိုအပ်ပါလိမ့်မယ်နော်။နောက်ထပ်ကျန်းမာရေးခန္ဓာလေးတွေပေါ့နော်ဒီလာထဲမှာကျန်းမာရေးခန္ဓာလေးတွေကြည့်လိုက်တဲ့အခါမှာအဲ့မျက်စိအားနေတာလေးတွေရှိမယ်ဒီလာမှာအစာအိမ်ဝမ်းပိုင်းနဲ့ပတ်သက်တာလေးတွေခေါင်းမကြည့်တာခေါင်းနောက်တာလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိမယ်တစ်ခါလေနှလုံးအားနေပြီးမူးမောရင်တုံတာလေးတွေရှိမယ် အဲ့မပြောတာမျိုးလေးတွေကြုံမအဲ့အနေမမှန်ဘူးပေါ့နော်အဲ့မမှန်အစားမမှန်တာမျိုးပေါ့တခြားဒါတခါလေးအိမ်မပြောတာမျိုးလေးတွေရှိနိုင်သလိုအရေးပြားရားရံတက်တယ်ပေါ့နော်အရေးပြားရားနာပေါက်တာရားရံတာလေးတွေရှိမယ်အကုန်လုံးဖြစ်မယ်လို့မဆိုလိုပါဘူးတခုမဟုတ်တခုဖြစ်တတ်ပါတယ်အခုပြောတဲ့ယောဂာရတိတလာလုံးမှာနော်တခုပြီးတခုဖြစ်တာမျိုးတခုမဟုတ်တခုဖြစ်တာမျိုးတွေရှိမယ်အခုပြောတဲ့ယောဂာအကုန်လုံးဖြစ်မယ်လို့တော့မဆိုလိုဘူးနော် တော့အသက်ကြီးပိုင်းလေးတွေပေါ့နော်ကျမ်းမာရေးနည်းနည်းလေးအားနဲ့တက်တဲ့ခြေလက်ထိကိုက်တက်တာမျိုးလေးတွေအိတ်မပြောတာလေးတွေလေးအောင်နာလေးတွေရှိမယ်ပေါ့နော်ဝမ်းပိုင်းနဲ့ပတ်သက်တာလေးတွေမကြမကြဖြစ်မယ်အစာမစိတ်မဖြစ်တတ်တဲ့တတိထားနော်အဲ့တော့စေကံပြတာမျိုးစေတိုးစေတောက်လောက်ရတာမျိုးရှိမယ်စိုးရင်ဆရာတော့မရှိဘူးအသက်အနေစိုးရင်ဆရာတော့မရှိဘူးမတက်နာလေးတွေပဲဖြစ်မယ်နော်နောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့နော်အဲ့တော့ပညာရေးခန္ဓာလေးတွေကြည့်လိုက်တဲ့အခါမှာပညာရေးလမ်းကြောင်းလေးတွေပေါ့နော်တိုးတက်လာတာမျိုးရှိမယ်ပြည်သေးတဲ့ ကိုမသိတဲ့ပညာရက်တွေနော်ဘာသာရက်တွေသင်ကြားရတာမျိုးရှိမယ်ဘူသူရတိုးပွားစေတာမျိုးတွေရှိမယ်ဆရာကောင်းတွေရဲ့လမ်းညွှန်ပြသမှုသူနေမှုကြောင့်အောင်မြင်မှုရရှိမယ်နော်ကျမ်းမာရေးလူမှုရေးအနောက်ချက်ကြောင့်ပညာရေးထိခိုက်တတ်တဲ့အတွက်နော်ရုပ်တရက်ဖျားနာတာမျိုးလူမှုအပေါင်းအသင်းမှားပြီးတော့နော်ဒါပညာရေးမှာထိခိုက်တတ်တာလေးတွေရှိရပေါ့နော်အဲ့နည်းနည်းလေးအာယုံဆိုင်ပြီးကြိုးစားအားထုတ်မယ်ဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိတာမျိုးရွယ်ချက်တွေအောင်မြင်တာမျိုးတွေဒီမဲ့ချက်တွေပြည့်စုံတာမျိုးတွေကြုံရနိုင်တယ်နော် နောက်ထပ်ဒီလအတွင်းနိုင်ငံခြားကံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြပြပေးပါမယ်အဲ့တော့နိုင်ငံခြားခီးကံကတော့လက်ရှိလက်မှာပေါ့နော်ပြည်ပကံအားကောင်းတဲ့လားလေးတလားဖြစ်ပါတယ်ခီးကိစ္စတွေတော့ရှိပါလိမ့်မယ်ပြည်တွင်းခီးစဉ်ရောပြည်ပခီးစဉ်ရောရှိမယ်ကြံ့ကြံ့ကြာနေတဲ့ခီးစဉ်လေးတွေသတင်းကောင်းကြတာမျိုးလေးတွေအခွင့်အလမ်းပေါ်တာမျိုးအခွင့်အရေးပေါ်တာမျိုးနော်ကြုံရပြီးတော့ခီးဝဲခီးတို့လေးတွေတွားတာမျိုးတွေကြုံမယ်အဲ့တော့နိုင်ငံခြားခီးကံလည်းအားကောင်းတဲ့လားလေးတလားပဲနော်အဲ့တော့တင်းငွေသားသမီးတွေရဲ့ဒီလအတွက်အကျိုးပေးပေါ့နော် အာလက်ကီခနန်းလေးတွေလက်ကီကာလာလေးတွေကိုပြပြပေးပါမယ်အဲ့တော့ဒီလအတွက်အအချိုးပေးခနန်းပေါ့နော်အချိုးပေးလက်ကီကာလာလေးရပါလေးတွေဖြစ်မနေနော်အဲ့တော့ဒီတလာလုံးအတွက်အအချိုးပေးလက်ကီခနန်းလေးရတော့ကိုခနန်းနှစ်ခနန်းတစ်ခနန်းငါးခနန်းကိုနှစ်တင်ငါအချိုးပေးလက်ကီခနန်းလေးတွေဖြစ်ပါတယ်လက်ကီကာလာလေးတွေပေါ့နော်ပန်းစီရောင်လေးတွေနော်ပန်းရောင်လေးတွေအပြာပွင့်အပြာရောင်အဝါပွင့်အဝါရောင်လေးရတော့အချိုးပေးလက်ကီကာလာလေးတွေဖြစ်ပါတယ်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောခရီးစဉ်တွေအရေးကြီးသောအကြောင်းအရာတွေမှာဝတ်ဆင်သုံးပြုခြင်းဖြင့်ကန့်ဆာတာပွင့်လန်းစေပါလေ ိမ့်မယ်เนาะအဲ့တော့ဒီတလောင်လုံးအတွက်ဆောင်ရွက်ဆောင်လေးတွေပေါ့เนาะအဲ့တော့အရက်ဒေတာတောက်စားခြင်းသူ့တက်တဲ့ချင်းရှောင်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီရေရာလေးကတော့ဒီတလောင်လုံးကံကောင်းမှုတော့ဖျက်မှာကြာစံကြော်လေးတစ်ပွဲကြံရည်လေးတစ်ခွက်အမြဲတမ်းကက်လူပေးပါเนาะမိမိအိမ်ဖျက်မှာလှူပေါ့เนาะခွေးစာငှက်စာလေးတွေကျွေးပေါ့เนาะခွေးစာငှက်စာလေးတွေမကြမကြကျွေးပြီးတော့ဆူတောင်းပေးပါနောက်ပြီးတော့ဒီလာထဲမှာ အာဗောနော်ဒီခုံတော်ကိုးပါဗောနော်ခုံတော်ကိုးပါကိုပတိတပတ်စိတ်တာမျိုးနော်နောက်ပြီးတော့ဒီအန်ဒီယကင်းခါရာလေးတွေကိုပတိတပတ်စိတ်ပြီးတော့နေ့စဉ်နော်ဖြတ်တန်းချင်းမြင်းနဲ့ကန်ကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာတာမျိုးတွေဂျုံမဲ့ဒီအခုပြောတဲ့ရေတရားလေးတွေကနေ့စဉ်ပြုလုပ်လို့ရသလိုတပတ်ကိုတစ်ချိန်နှစ်ချိန်သုံးချိန်စေတနာရှိသလိုကတ်လူပြီးတော့လိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးကောင်းမှုကုသိုလ်လေးတွေရေတရားလေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါဒီနေ့မှစတနင်္ဂနွေတာသမီတိုင်းဆန်းဆရရအဆင်ပြေမှုရှိကြပါစေလုံ ေးစီးပွားတိုးတက်ကြပါသည်တက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးပါစေယောဂါဘေးအန်ဒီယဘေးတွေကင်ဝေးပြီးစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကလည်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်